မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေမေလ20ရက်နေ့ကပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ယင်ဟာအိန္ဒိယနိုင်ငံထုံးကြီးကားတွေကိုတပ်ဆင်ထားတာကိုတွေ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်မှာပြတ်ချခဲ့တဲ့လေတပ် MI70 ရဟတ်ယင်ဟာအိန္ဒိယကော်မဏီ MKU ထုတ်ကြီးကားတွေကိုထပ်ပိုးပြီးတော့တက်ဆင်ထားတယ်လို့ရဟရင်ကရရှိထားတဲ့ဒစိအမှတ်သားတွေကတတ်သိခံနေတယ်လို့ဆိုပါတယ်တိုက်ခိုက်ရေးလက်နက်တော့မဟုတ်ဘူးပေါ့ရုရှားကဝယ်တဲ့ရဟရင်မှာအတွင်းကအတွက်အိန္ဒိယကုမ္ပဏီထုတ်ကြီးကားတွေထပ်ပိုးတက်ဆင်ထားတဲ့ပုံစံမျိုးပါလို့ Tactical Raptor 2.0ကတာဝန်ရှိသူကသုံးသပ်ပြောဆိုထားပါတယ်အိန္ဒိယကုမ္ပဏီ MKU ဟာ Gavro နာမည်နဲ့ကြီးကား plastic protection solutions တွေထုတ်လုပ်ပြီးတော့ night vision လိုမျိုးပစ္စည်းတွေကိုလည်း natro ဆိုတဲ့နာမည်နဲ့ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ Covero ကစစ်တီသုံးအုပ်ထုပ်ကြီးကားများကစပြီးတော့ကြီးရေလေစစ်သုံးရင်အမျိုးမျိုးအတွက် armor plates plastic protection solutions တွေအထိထုတ်လုပ်ကကုမ္ပဏီရဲ့ website မှာလည်း UH60 Black Hawk CH47 Chinook MI70 MI8 အပါအဝင်ရဟယင်အမျိုးမျိုးအတွက် plastic protection solutions armor plates တွေရရှိနိုင်ကြောင်းဖော်ပြထားပါတယ်။ ပြတ်ကျသွားတဲ့ရဟတ်ယာဉ်မှာတပ်ဆင်ထားတဲ့ပစ္စည်းတွေရဲ့ထုတ်လုပ်တဲ့နှစ်ကအခု2025ခုနှစ်ဖေဖော်ဝါရီလလို့ရေးသားထားတာကြောင့်ပြတ်ကျသွားတဲ့ MI7 တိမှာအဲ့ဒီပစ္စည်းတွေတပ်ဆင်ထားတာဟာမကြသေးဘူးလို့သိရပါတယ် Tactical Raptor 2.0ကစစ်ကောင်စီနဲ့အိန္ဒိယ Defense Industry ဂျားထဲမှာထဲထဲဝင်ဝင်ပတ်သက်နေတယ်ဆိုတာကိုခန့်မှန်ပြီးတော့မိမောင်းထိုးပြတဲ့ဥပမာတစ်ခုလည်းဖြစ်ပါတယ်လို့ဖော်ပြထားပါတယ် အိန္ဒိယအစိုးရဟာတရုတ်နေသူမြန်မာနိုင်ငံရေးမှာတိတိတသားဝင်ရောက်ဆွတ်ဖက်လာတာကိုလည်းဒဇဒဇနဲ့တွေ့မြင်လာရပါတယ်။မေလ14ရက်နေ့မှာလည်းတမူပကဖအဖွဲ့ကတော်လိုင်းရဲဘော်10ဦးကိုလည်းအိန္ဒိယနယ်ခြားဆောင်တပ်တွေကနေဖမ်းဆီးခေါ်ဆောင်တပ်ဖြတ်ခဲ့ပြီးတော့အလောင်းပြန်ပေးခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ NUG အစိုးရကအိန္ဒိယအနေနဲ့စုံစမ်းစစ်ဆေးအရေးယူပေးဖို့တောင်းဆိုထားပါတယ်။ကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့အလောင်းတွေကိုပြန်လည်တောင်းခံရမှာလေ။ ပကပရဲဘော်တွေအိန္ဒိယနယ်နိမိတ်အတွင်းဝင်ရောက်ကာစတင်တိုက်ခိုက်ခဲ့တာကြောင့်နှိမ်နှင်းခံရတာဖြစ်တယ်လို့နိုင်ငံနယ်နိမိတ်ခြံစည်းရိုးခတ်မှုကိုမကန့်ကွက်ဖို့သဘောတူညီကြောင်းအချက်တွေပါတဲ့ခန်းဝင်ကို NUG ရဲ့မြန်မာဘက်ကတာဝန်ခံတွေကိုခေါ်ယူထားကဖိအားပေးပြီးတော့လက်မှတ်ရေးထိုးစေပြီးမှလွှဲပြောင်းပေးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့နယ်နဲ့ရင်းမာပင်မြို့နယ်အဆက်မှာရှိတဲ့မြောက်ရမာတရားမှာကျင်းဒီတွဲကားများကိုလုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာ ဘုံမူဘုံညံထွန်းအပါဝင်စစ်သား၅ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ22ရက်နေ့မနက်9:40မိနစ်ခန့်မှာရန်စီဝမ်ပေါင်းကကျင်းဒီတွဲကအကာအကွယ်နဲ့လုံခြုံရေးယူရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တိုက်ရဲ28ကထွက်လာတဲ့စစ်သားများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်မှာ အကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်မှူးဗိုလ်ညံထွန်းအပါအဝင် စစ်ကောင်စီတပ်သား9ဦးတေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်မှုမှာဗိုလ်မှူးဗိုလ်ညံထွန်းအပါအဝင်စစ်ခွေး9កောင်တေဆုံးသွားပါတယ်။စုစုပေါင်းဒဏ်ရာရတာက9ဦးရှိတယ်။စစ်ခွေးစစ်ကြောင်းရှိရတဲ့ပြည်သူတွေစစ်ခွေးတွေအနာကိုမတော်လာဖို့အသိပေးလိုပါတယ်။ပြည်သူတွေဟာလည်းအန်ဒီရရှိပြီးတော့တိုက်ခိုက်သူတွေအတွက်လည်းအခက်အခဲရှိတာကြောင့်မတော်လာကြဖို့မြစ်တာရက်ခံပါတယ်လို့တိုက်နယ်နှင့်မဲမောင်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကသတိပေးပြောဆိုထားပါတယ်။ အခုလိုမျိုးတိုက်ခတ်မှုကိုရင်းမာပင်မြို့နယ်တိုက်နယ်နှင့်မဲမောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ Brother Defense Force BDF တော်သားကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ Golden Star Force အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့မိုင်းများဆက်လက်လှုပ်ဆောင်ရန်နဲ့လက်နက်ခဲယမ်းများလိုအပ်နေတဲ့အတွက်ကြောင့်တော်လန်ပြည်သူများပူးပေါင်းပြီးတော့ပါဝင်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်း၆ဦးမျိုးအထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့ရဲစခန်းတို့မှတပ်ဆွဲထားတဲ့စစ်သားများကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်ဗုဒ္ဓတအုပ်အပါအဝင်၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ22ရက်နေ့နေ့လယ်ပိုင်းက၆ဦးမျိုးအထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့ရဲစခန်းတို့မှအင်အားဖြည့်တင်းရန်ရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားများကို Facewing drone ရှစ်စီးနဲ့ဘုံသီးဆက်နှလုံးကျဲချတိုက်ခတ်ခဲ့ရာစစ်ဗုဒ္ဓတအုပ်အပါအဝင်၄ဦးသေဆုံးပြီးတော့ ထိခိုက်ဒဏ်ရရှိသူများလည်းရှိတယ်လို့သိရပါဗျ။စစ်ကြောင်းထွက်တဲ့အချိန်တော့မဟုတ်ပါဘူး။ချောင်းဦးမြို့ပေါ်မှာရှိနေတဲ့အချိန်ကိုကျဲချခဲ့တာပါ။ထွေဦးရုံးနဲ့ရဲစခန်းမှာရှိနေတဲ့အချိန်ကိုကျဲချခဲ့တာလို့ Peacock Drone Team မြောင်အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အခုလိုမျိုးဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာပြီးတဲ့နောက်အချိန်အနည်းငယ်အကြာမှာစစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ပြန်လည်တိုက်ခိုက်မှုရှိခဲ့တော့လေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်မော်လမြိုင်တန်ဖြူစေရလမ်းပိုင်းမှာရှိတဲ့ အမတ်တ၃တိရှိတိုက်ရင်ကိုတိုက်ခတ်ရာစစ်သားတအုပ်တေဆုံးပြီးတော့၅ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့နေ့လယ်7:00နာရီကမှတန်ဖြူစရက်လမ်းမကြီးပေါ်မှာရှိတဲ့မူတုံမြို့နယ်ရောင်းတောင်ချေပါအနီးတပ်ဆွဲထားတဲ့အချက်ဘတ်စစ်တပ်ရဲ့အမတ်တ၃တိရှိတိုက်ရင်ကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခတ်မှုအတွင်းမှာအပြန်အလှန်ထိတွေ့တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့အချက်ဘတ်စစ်သားတအုပ်တေဆုံးက၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါး။ ၎င်းတိုက်ခိုက်မှုကိုမော်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NNSPAD အဖွဲ့ကပြုလုပ်ခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်တအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မြောက်ချောကုန်းရွာမှာစစ်ဗုဒ္ဓန်းချင်းမပေးနိုင်တဲ့ပြည်သူများကိုစစ်တပ်ခေါ်ပြီးတော့လိုက်လံဖမ်းခိုင်းမယ်ဆိုပြီးချင်းချောက်နေတဲ့ကြေးရွာအုပ်ချုပ်ရေးမှူးတန်းလွင်ကိုပြစ်ခတ်တိုက်ခတ်ရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ22ရက်နေ့နေ့လယ်တနာရီကမှအုပ်ဖုံမြို့နယ်လွှဆိုင်အုပ်စုမြောက်ချောကုန်းရွာမှာစစ်ဘုတ်ထမ်းကြီးဆိုပြီးတော့တအိမ်တောင်ကိုငွေကျပ်3သိန်းပေးရန်လိုက်လံတောင်းခံပြီးတော့မပေးနိုင်တဲ့ပြည်သူများကိုစစ်တပ်ခေါ်ပြီးတော့ဖမ်းဆီးခိုင်းမယ်လို့ချိန်ချောက်နေတဲ့အုပ်ချုပ်ရေးမှူးတန်းလွင်ကိုတာလီဂါနဲ့ ဝေချောင်းကြီးအနီကားလမ်းမိုက်မှာပြစ်ခတ်တိုက်ခိုက်ရာတိတ်ဆုံးသွားတယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုကိုတာယာဝရီခရိုင်အမှတ်တိုက်ရင်တက်ခွဲကဂျိုးမင်ကဟီးရိုးပျောက်ကြားတက်ဖွဲ့ကပြုတ်လုခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိကိုင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗယ်ပြည်သူတွေကိုအနိုင်ကျင့်ပြီးတော့စစ်မှုမဖြစ်မနေထမ်းခိုင်းနေတဲ့အုပ်ချုပ်ရေးမှုတွေကိုနေရမဆိုင်မဲနဲ့ပုတ်တင်ရှင်းလင်းသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်မိဘပြည်သူများအနေနဲ့စစ်ကောင်စီနဲ့စစ်ကောင်စီရဲ့ ရန်တရားများနဲ့ဝေဝေရှောင်ရှားနေထိုင်ကြပါယံတာယာဝရီခိုင်အမတ်တက်တရင်တက်ခွဲကဂျိုးပင်ကဟီးရိုးပျောက်ကြားတက်ခွဲက3ပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့အခြေစားတမ33ကတက်ချက်တူဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာပြီးတော့အကြမ်းဖက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်အောက်တိုဘာလမှာသခိုင်းမြို့အခြေစားတမ33လက်အောက်ခံအမှတ်73ချင်းမြတိုင်ရင်က တက်ချက်တူဟာ မန္တလေး KIA အမှတ်၅တိုင်ရင်းကိုဆက်သွယ်ပြီးတော့ MA3 အမျိုးအစားတက်တဲ့တက်လာ 5.56G အတောင့်တရာကြီပေါက်၄ခု equipment တစုံလုံးနဲ့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာပြီးတော့မန္တလေး KIA အမှတ်၅တိုင်ရင်းကစုငွေကျပ်350ချင်းမြေပေးခဲ့ရာဂုံပြုစုချင်းမြေငွေများအလုံးကိုလက်ခံခြင်းမရှိပဲလိုအပ်တလောက်သာယူဆောင်ပြီးတော့ကျန်တဲ့ငွေတွေအလုံးကိုတိုင်ရင်ရဲ့ရံပုံငွေအဖြစ်ပြန်လည်လှူဒန်းကတိုင်ရင်ကရဲဘော်များနဲ့အတူရှင်းန်းတိုက်ပွဲတွေမှာ အချမ်းဖတ်စစ်ခွေးများကိုရွေရွချွန်ချွန်တိုက်ခတ်လျက်ရှိတယ်လို့သိရပါတယ်။နေနေလုံးချုပ်ရေးအအခုမှထုတ်ပြန်လိုက်တာပါ။ဘယ်နေရာမှာရောက်နေတယ်အလင်းဝင်ကျင်းပါတယ်ဆိုပြီးတော့ထောက်ဖို့တက်သားမတ်ရွှေဂျူးစီကိုဆက်သွယ်လာလို့ကျွန်တော်တို့တက်ရင်ကရဲဘော်တွေကခက်ခက်ခဲခဲသွားပြီးတော့ခေါ်ထုတ်လာခဲ့တာ။သူ့ကိုမလုပ်ချင်လဲလို့မေးတော့ကျွန်တော်တို့တက်ရင်ကရဲဘော်တွေနဲ့အတူစစ်ခွေးတွေကိုပြန်တိုက်မယ်လို့တောင်းဆိုလို့ခွင့်ပြုပေးလိုက်တာပါ။လက်ရှိရှေ့တန်းတာဝန်တွေကိုရွေရွချွန်ချွန်ထမ်းဆောင်လျက်ရှိပါတယ်လို့မန္တလေးခရိုင်အမှတ်၅တက်ရင်ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ကနေရုံးထွက်ပြီးတော့ပြည်သူလူထုဘက်ကိုရက်ဒီကခိုင်မာတဲ့ဆုံးဖြတ်ချက်ဇွဲလုံးလဝရိယတို့နဲ့တော်လန်ရေးတာဝန်ထမ်းဆောင်နေတဲ့တက်ချက်ကိုလေးစားဂုဏ်ယူပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်စစ်ကောင်စီရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်သားရဲနဲ့အတရားဓမ္မစစ်သားစုဆောင်ခံရသူများအနေနဲ့မြည်သည့်နေရာမှာပဲရောက်နေပါစေတော်လန်တပ်ဖွဲ့များထံချိတ်ဆက်ပြီးတော့ပူးပေါင်းကအလင်းဝင်ကြရန်မန္တလေးခရိုင်အမှန်ကားတိုင်ရင်ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ